Windows မှာတုံးနေတဲ့ software တွေက Linux မှာတုံးလို့ရလားဆိုတဲ့မေးခွန်းကိုဒီမှာဖြေပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ video လေးကြည့်လိုက်အောင်။ကျတို့ Windows မှာတုံးနေတဲ့ software တွေက Linux မှာတုံးလို့ရတာလားမရတာလားဆိုတာထက်ကျတို့ software ထုတ်လုပ်တဲ့ company တွေကဘယ် platform မှာ support လုပ်တယ်ဆိုတာက ပို့ပြီးတော့အရေးကြီးပါတယ်။ပြောချင်တာ operating system နဲ့မဆိုင်ဘူး။ macOS နဲ့မဆိုင်ဘူး Windows နဲ့မဆိုင်ဘူး Linux နဲ့မဆိုင်ပါဘူး။ ဥပမာပြောရမယ်ဆို software ထုတ်တဲ့ company VLC ပဲသဘောထားလိုက်ပါတော့ VLC လို့ media player တစ်ခုက Windows မှာလည်း support လုပ်တယ် Linux မှာလည်း support လုပ်တယ် macOS မှာလည်း support လုပ်တယ်ဆိုရင်သုံးခုလုံးသုံးလို့ရပါတယ် Android မှာလည်း support လုပ်တယ်ဆိုရင် Android မှာသုံးလို့ရတယ် iOS မှာ support လုပ်ရင် iOS မှာသုံးလို့ရတယ်ဒါကြောင့်မို့ operating system နေနဲ့မဆိုင်ပါဘူးဘာနဲ့ပဲဆိုင်လဲဆိုရင် software company နဲ့ပဲဆိုင်တယ် software company ကဒီ operating system ကို support လုပ်တယ်လို့ပြောရင် တုံးလို့ရမယ်ဒီ operating system ကို support မလုပ်ဘူးဆိုတော့တုံးလို့မရဘူးဒါတော့အဖြစ်အရှင်းပါတယ်နောက်တစ်ခုကဒီလိုမျိုးတုံးလို့မရဘူးဆိုလို့ရှိရင်ဥပမာ Photoshop လိုမျိုးပေါ့ Photoshop လိုမျိုး application software တွေကိုတုံးလို့မရဘူးဆိုရင် Linux မှာဘာတုံးလို့ရလဲ Linux မှာဆို GIMP လိုမျိုး software တွေကိုတုံးလို့ရပါတယ်အဲ့တော့ပြောချင်တာက similar software တွေတုံးလို့ရတယ်လို့ပြောတာတပုံစံနဲ့အားလုံးတူတူနေပါပဲ ါပေမဲ့ကျွန်တော်တို့ဒီ open source ဖြစ်တဲ့အတွက် software တော်တော်များများ free သုံးရမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ macOS ပဲသုံးသုံး Windows ပဲသုံးသုံး Linux ပဲသုံးသုံး software company ကဒီ OS အတွက် support လုပ်တဲ့ဆိုရင်သုံးလို့ရပါတယ်ဆိုတဲ့အကြောင်းကိုပြောပြမှာပြောပြသွားတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ page တွေ channel ကိုလည်း like and share subscribe လုပ်ပေးကြပါဦးနဲ့။